ငယ်ဘောကလပ်စန်တိုးစ်အသင်းမှာပြန်ကစားနေတဲ့နာမည်ကျော်ကစားသမားနေမဟာဒဏ်ရာထပ်မံရရှိခဲ့တယ်လို့သိရပါဗျ33နှစ်အရွယ်နေမဟာအခုရသည်ဘရာဇီးဆီးရီး A ချန်ပီယံရှစ်ပြိုင်ပွဲမှာပထမဆုံးပွဲထွက်ကစားခွင့်ရခဲ့တဲ့ပွဲမှာ34မိနစ်သာကစားခဲ့ရပြီး6ရောက်ဒဏ်ရာရခဲ့တာကြောင့်မျက်ရည်ဆက်လက်နဲ့ကွင်းထဲကနေထွက်ခွာခဲ့ပါတယ်သူဟာပေါင်ဒဏ်ရာကြောင့်6ပတ်ကြာအနားယူခဲ့ရပြီးတဲ့နောက်ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကမှ Flominis အသင်းနဲ့ပွဲမှာပြန်ကစားနိုင်တာဖြစ်ပါတယ်။နေမဟာပြီးခဲ့တဲ့ဗုဒ္ဓဘုနေ့ကကစားခဲ့တဲ့ အလက်တီကို MG နဲ့ပွဲမှာထန်ရထန်ရသွားခဲ့ပါတယ်၎င်းတွင်လည်းအဲ့ဒီပွဲမှာဆန်တိုစ်အသင်းရဲ့အင်ကွင်ဗီလာဘမ်မီရိုစတေဒီယံမှာပွဲတရာပြည့်အမှတ်တရအဖြစ်ကျောနံမတ်100ကြာစီကိုဝစ်စင်ကစားခဲ့ပါတယ်။တီးကြတဲ့အဖြစ်ပေးဖို့ဆုံးလုံးပါသေးတယ်။ဒီတန်ရာစင်းမြက်ကိုအတိအကျမသိပါဘူး။အခုကာလရှည်အနားယူရမယ့်တန်ရာမဖြစ်ပါစေနဲ့လို့ပဲဆုတောင်းရမယ်လို့ဆန်တိုစ်အသင်းနေပြစီဆာဆန်ပါယိုကပြောပါရယ်။နေမဟာဆန်တိုစ်အသင်းကိုပြန်ရောက်လာပြီးတဲ့နောက်ရှစ်ပွဲကစားခဲ့ရမှာ၃ဂိုးသွင်းယူပေးခဲ့ပါတယ်။